အနည်း40ကြာကြာဆောင်ဆိုင်ခဲ့ရတဲ့ဥရောပဗလာမျောလင်းချက်နဲ့နီးကပ်လာတဲ့စပါတော်တရားစပါတင်းဟာ42နှစ်ကြာဆောင်ဆိုင်ခဲ့ရတဲ့ဥရောပဗလာကိုစုခုဖို့ချီလန်တလန်ပူနီးကပ်လာခဲ့ပါတယ်မန်နေဂျာပိုစတီကိုဂလူးရဲ့လမ်းညွှန်မှုအောက်မှာအတင်းဟာပြိုင်ဘက်ကိုလွမ်းမိုးနိုင်တဲ့ခြေလွှမ်းကိုပြသခဲ့ပြီးပရိသတ်တွေရဲ့အားပေးမှုကလည်းအခိုင်အမာရှိနေခဲ့ပါတယ်ပွဲစတင်ပြီးမကြာမီ38ဆက်ကတ်မှာပဲဂျွန်ဆန်ရဲ့ဖွင့်ကောကစပါကိုအားသာချက်ယူစီခဲ့ပါတယ်ခဏကြာမှာပဲဂျိမ်းမက်ဒီဇင်ရဲ့ထူးချွန်တဲ့ဒုတိယဂိုးနဲ့ဆလန်ဂီရဲ့ပင်နယ်တီဂိုးတွေကြောင့်ပထမပိုင်းမှာတင်စပါတို့တန်ဘက်ဘိုဒက်ကလင်းကို၃ဂိုးဂိုးမရှိနဲ့ဂိုးပြအုပ်ဆောင်နိုင်ခဲ့ပါတယ် ကွင်းထဲမှာရှိတဲ့စပါပရိသတ်တွေဟာသူတို့တင်းရတိုက်စစ်ကစားပုံကိုအားရကျင်နေပြီးဖိုင်နယ်ပွဲကိုဘီပါအိုမှာတော့ရောက်ကြီးရှုဖို့စိတ်ကူးရင်အားပေးနေကြပါတယ်ဒါပေမဲ့မမျှော်လင့်မဲ့အဓိကကစားသမားတွေဖြစ်တဲ့မက်ဒီဆင်နဲ့ဆိုလန်ဂီတို့ဒဏ်ရာရသွားပြီးထတ်သွားရတာကအသင်းအတွက်စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်ပွဲရဲ့73မိနစ်မှာဘော်ဒိုကလင်းကသူတို့ရဲ့ပထမအဆုံးဂိုးပေါက်ချင်းချောင်းမှုမှာပဲချီပါကိုတကိုတင်းယူနိုင်ခဲ့ပါတယ်ဘောလုံးကစပါကွင်းလေလူဘင်ဒကာကိုထိပြီးလမ်းကြောင်းပြောင်းသွားတာကြောင့်ကိုသမဘီကာရီယိုဘာမှမလုပ်နိုင်ခဲ့ပါဘူးဒီကိုကြောင့်ဒုတိယကြော့ပွဲမှာဘော်ဒိုကလင်းအတွက်မျောလင်းချက်အနေငယ်ပြန်လည်ရှင်တန်လာခဲ့ရပါတယ် ပထမကျော့ဘွဲရဲ့အဆုံးမှာစပါပရိသတ်တရားနဲ့ငယ်စိတ်ပြတ်သွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့နောက်တစ်ပတ်မှာသူတို့တင်းဟာဘိုဒိုကလီရဲ့အိမ်ကွင်းဖြစ်တဲ့နမ်မီဇူးနဲ့ကြော်ကြားတဲ့ကွင်းမှာတွားရောက်ကစားရမှာဖြစ်ပါတယ်။ဘိုဒိုကလီကသူတို့ရဲ့အိမ်ကွင်းမှာအင်မတန်အနေရှိတဲ့အတင်းဖြစ်ကြောင်းတက်တည်ပြသခဲ့ပြီးသားပါ။ဒီရာသီဥရောပဘွဲတွေမှာပေါ်တိုနဲ့လာဇီရိုလိုအတင်းကြီးတွေကိုဂိုးပြတ်အနိုင်ယူထားတဲ့မတန်းတွေကသူတို့ရဲ့အိမ်ကွင်းအသားချက်ကိုညွန်ပြနေပါတယ်။စပါတင်းကြီးပြပိုစတီကိုဂလူကတော့ဒုတိယကျော့ဘွဲအတွက်ပြင်ဆင်နေပြီးဒါဟာသူတို့ကွင်းမှာကစားရမှာမှန်ပေမဲ့ဒါလည်းဘောလုံးဘွဲတစ်ခုပါ။ ကျွန်တော်တို့ကဒီနေ့ခြေစွမ်းကိုထပ်ပြီးပြသနိုင်မယ်ဆိုရင်အခက်ခဲတွေကြားကနေရလက်ကောင်တစ်ခုကိုရယူနိုင်မယ်လို့ယုံကြည်ပါတယ်လို့သူကပြောကြားခဲ့ပါတယ်။စပါတင်ဟန်သူ့ရဲ့ဥရောပအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ဖို့နောက်ထပ်ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ပရိသတ်တွေကတော့သူတို့အတင်းနောက်တစ်ဆင့်ကိုတက်လန်းနိုင်မယ်လို့မျှော်လင့်နေကြပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချပြတဲ့